မင်္ဂလာပါကချွန်ဝိဒရင်ဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်ပေးနေတဲ့သတင်းစီစဉ်ဖြစ်ပါတယ်။ဒီမှာကတော့နေ့စဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ်။သတင်းစီစဉ်တင်ဆက်သူမဲဆက်မဲဖြစ်ပါတယ်။ ကချင်ပြည်နယ်ဖားကန့်ကရီတပ်မဟာကူနယ်မြို့ကိုဒီနေ့မနက်မှာစစ်ကောင်မရှင်ကဘုံအလုံးပေါင်း36လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဘုံပေါက်ကွယ်မှုကြောင့်တင်နန်းသားတွေထိခိုက်သေးဆုံးမှုရှိတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပေမဲ့ဇီးရေးသတင်းရင်းမြစ်တွေကတော့တင်နန်းကျောင်းထိခိုက်မှုမရှိကြောင်းပြောပါဗျ။ အထီးခိုက်မကြသေးပါဘူးရှီကောင်းရှိနိုင်ပါတယ်အခုတက်နေတဲ့စစ်တင်တန်းအကြောင်းကိုထိတယ်ဆိုတော့မြေပြင်ကအခုထိမဟုတ်ကြောင်းပြောနေပါတယ်လို့ဆိုပါတယ် KIA တပ်မဟာကိုတရင်ချောင်းနေကိုဝိုင်းတွဲလေရင်နဲ့လက်ပတ်ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့တီးရပါတယ်နောက်ဆက်တွဲဒီခိုင်မှုအခြေအနေနဲ့ပတ်သက်ပြီးကချင် wave ကအသေးစိတ်မသိရှိရသေးပါဘူးတိုင်ချောင်းနမည်ဟာစစ်အာဏာသိမ်းကာလအတွင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုမကြာခဏပြုလုပ်ခံရတဲ့နယ်မြေဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့ကလည်း KIA တပ်မဟာစစ်တပ်နယ်မြေရွှေကူမြို့နယ်မှာရှိတဲ့ကချင်လူ းလက်ရည်တက်ကြရေးစီးရေးလေးကျင်ရေးတင်နန်းကြောင်းလေးရင်ဘုံချဲခံရပြီးတင်နန်းသား၁၀ဦးကျော်တေဆုံးခဲ့ရတဲ့အပြင်အများအပြားဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။ တောင်အမျိုးသားလူမျိုးရေးတမတော် DNL ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မိုးကုန်းမြို့ကိုစစ်ကော်မရှင်တပ်ကဒီနေ့နေ့လယ်ပိုင်းမှာလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်တွေတေဆုံးပြီးတိုက်ခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ဒေသခံတွေစီကကနအူတရှိရပါတယ်။မွန်လွယ်၃နိုင်ဝန်းကျင်မှာ Jet Fighter နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးကန်တော်ဖူဆယ်ကွင်းနဲ့ဖရားငါးစုအနေတော့ဝိုက်ကြားရောက်ပောက်ကွဲခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။တေတာကကလေး၃ယောက်၊ဒါကဘောလုံးကွင်းဘက်ကဘောလုံးကွင်းမှာကစားနေကြတာအဲ့ဒါထိတာ။ ကလေးချိုးပြောင်းနေရလဲရှိတယ်တဲ့တေချာတော့မသိသေးဘူးအဲ့ဒီအိမ်သားကလူတွေပြောနေကြတယ်အခုမှတေချာရှာနေကြတော့လို့မိုးကုံမျိုးဒေတာခန်တို့ကကချွန် wave ကိုပြောပါတယ်ဒေတာခန်တချို့ကတော့ပျောက်ဆုံးနေသူတွေလည်းရှိနေတယ်လို့ထိခိုက်ဒဏ်ရာရသူတွေကလည်း9ဦးနဲ့10ဦးကြားမှာရှိနိုင်တယ်အတိအကျတရားဖို့ခက်ခဲနေတယ်လို့ဆိုကြပါတယ်ပြခဲ့တဲ့အော်တိုဝါ16ရက်နေ့ကလည်းမိုးကုန်းမြို့နယ်ကြောက်ဖားကြီးရွာကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်လူတေဆုံးပြေးလူနဲ့အိမ်နဲ့ကြက်မွေးမြူရဲ့ခြံနေပျက်စီးခဲ့ပါသေးတယ်။ ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေမိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျန်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။